ူးကြီးပေါင်းခါကြီးပေါင်းလေပင်ကြီးပေါင်းဖြစ်နေတဲ့သူတွေရှိလားရှိလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Healthy Lifestyle ကိုအဓိကကူညီပြီးပြသပေးနေတဲ့ Personal Trainer ပိုင်ဆိုးပဲဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ကြီးပေါင်းဘယ်လိုဖြစ်လဲ ကြီးပေါင်းမဖြစ်ခင်မှာကျွန်တော်တို့ရဲ့ဒူးတွေကျွန်တော်တို့ရဲ့ခါးတွေကျွန်တော်တို့ရဲ့လေရင်းတွေကအဲကြိုက်တာခဲတာတွေစင်ငယ်တွေပို့တယ်ပေါ့နော်အချက်တွေပြရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာမှမလုပ်ဖယ်နဲ့ဒီတိုင်းကြီးပဲပစ်ထားလိုက်တယ်ပစ်ထားလိုက်တော့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ဒီကြိုက်တာခဲတာတွေပိုများလာတဲ့အခါမှာကြီးပေါင်းဆိုတဲ့အဆင့်ကိုရောက်တယ်ကြီးပေါင်းဆင့်တီမီရောက်ခင်ပါပဲကျွန်တော်တို့ကြိုက်တာခဲတာတွေညောင်းတာညာတာတွေ ပြတယ်ပေါ့နော်ခန္ဓာကိုယ်ကအချက်ပြတယ်ဒါကြောင့်ကြီးပေါင်းမဖြစ်ချင်လို့ရှင်ကျွန်တော်တို့ခန္ဓာကိုယ်ကဘယ်နေရာမဆိုညောင်းညပြီးကြိုက်ခဲတဲ့တောင့်တင်းလာရဆိုရင်ကြောပြန်လျှော့ပေးဖို့လိုအပ်ပါတယ်ဘလို့ကြောလျှော့ရမှမသိတဲ့သူတွေအတွက်ကျွန်တော်ရဲ့အကောင့်ထဲမှာခေါင်းကနေခြေပြားထိအာကြောလျှော့နေတွေအများကြီးကိုတင်ပေးထားရှိပါတယ်ဒီလေ့ကျင့်ခန်းလေးကိုကြည့်ပြီးတော့တက်တောင်လိုက်လို့ရပါတယ်ညောင်းတဲ့အဆင့်တောင့်တင်းတဲ့အဆင့်ထက်ပိုပြီးတော့နာတယ် ကျင်းတယ်၊ကြိုက်တယ်၊ခဲတယ်ဆိုရင်တော့ rehab training လုပ်သင့်ပါတယ်။မန္တလေးကမိတ်ဆွေတို့အတွက်တရင်ကောင်းလေးတစ်ခုကတော့မန္တလေးမှာ rehab training လုပ်ခြင်းကျွန်တော်လည်းအတူတူ rehab training လုပ်လို့ရနေပါပြီခင်ဗျာ။ဒီလောက်ဆိုကြီးပေါင်းမဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်။အားလုံးပဲကြီးပေါင်းယောဂများမှအကင်းဝေးနိုင်ကြပါစေ။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်။အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ။